ดียธรรมีเบกเวตากัตุลาบาตดตันติคีลวาธรรมีวาอุบานิบัตตตอกิสติเสบิตมีวาคีลาวาธรรมวาอุบากิสติเกตติเสบิตมีวาคีลาวาธรรมวาอุบาเดชตินิบิดติเสบิตมีวาคีลาวาธรรมวาอุบานิบิดตินิบิดติเสบิตมีวาคีลาวาธรรมวาอุบานิบิดติเป็นคกเวชิตายันโต တရားထပြီးဖြစ်သည်ဖြစ်ရာနှိုင်းခိုင်ဝဲရာလောကဥပမာတိကကတုလပတ်တော်တောက်ဖြင့်ဖွဲ့ချင်း၍ထအပ်တော်သာကွေးကိုဓာန်လီမြဲမြံခိုင်ခံတော်ခီလေးဝါငုံ၌တော်လကောခံမေဝတိုင်နိုင်တော်လကောဥပနိပါတော်ဖွဲ့ချင်း၍ထလျာဤလေဘေးမှာတောက်ကြီးဆွဲထားပြီးတော့မြဲမြံခိုင်ခံတဲ့ငုတ်တခုတော့မဟုတ်တိုင်းတိုင်းမှာ ခိုင်ခန့်တဲ့ကြိုးတချောင်းဖြင့်မြင်းမြင်းမြန်းမြန်းညုံးလို့မရအောင်ဖတ်ပြီးတော့ခြိထားပြန်ခြိထားလိုက်တဲ့အဲ့အတွက်ဤခွေးဒီပါဖြစ်လေသောဒုခွေးဒီတေပိကစ္စတိအကရွေသောမုန်ဒီသောညာအံဓမေဝခိလဝထောငုတ်တော်သောသာလင်တော်၎င်းဓမေဝဓမ္မဝထောတိုင်ကိုသာလင်တော်၎င်းဥပကစ္စတိကရွေသောရပေ၏သွားမယ်ဆိုလို့ရှိရင်လည်းကြိုးကန်ခြိထားခံရတဲ့အဲ့အတွက် ခြေနဲ့ကျိုးကလည်းသိခံကနေတဲ့အတွက်ကြောင့်ဒီခွေးသည်သွားရင်ဒီတိုင်းနဲ့ကပ်ပြီးတော့ပဲသွားရ။ဇေဘိတေတတိအကံ၍ယမုလီယညာအံဓမေဝခီလဝထုံငုတ်ကိုသာလင်သောလကောဓမေဝဓမ္မဝထိုတိုင်ကိုသာလင်သောလကောဥပတိတ္တိကပ်၍ရရ၏။ရမယ်ဆိုလည်းဒီတိုင်းနဲ့ကသူခွာလို့ရမလား?မရဘူး။ဒီငုံနှန်းကခွာလို့မရဘူး။ဒီငုံနှန်းမှာဒီတိုင်းနဲ့မှာပဲကပ်ပြီးတော့ညံ့နေရတယ်။ ဒီပိနိတိတတိအကရွေထိုင်မှုနိထညာဓမေဝခိလဝထောငုတ်ကိုတာလင်တော်လကောင်းဓမေဝဓမ္မဝထိုတိုင်ကိုတာလင်တော်လကောင်းဥပနိတိတိကရွေထိုင်ရပြီထိုင်မယ်ဆိုလို့ရှိရင်လည်းဒီကုံနာတော့ဘို့ဒီတိုင်နာမှာပဲကပ်ပြီးတော့ထိုင်ရတယ်နော်ဒီပိနိနိပိဇတိအကရွေအိမ်မှုနိအညာအာ ဓမ္မဝါခီလဝါထုံငုတ်ကိုတာလင်တော်၎င်းဓမ္မဝါဓမ္မဝါထိုတိုင်ကိုတာလင်တော်၎င်းဥပါနိပိစတိကပ်၍အိယဝိဤအိမ့်မယ်ဆိုလဲဘယ်နှကပ်ဤလဲဒီတိုင်နဲ့တော့မို့ဒီငုံနှမ်းပဲကပ်ပြီးတော့အိရတယ်ဒါကဥပမာစကားပဲအဲ့ဒီဥပမာလေးနဲ့တိုင်းတာပြီးတော့ဒကာကြီးတွေဒကမာကြီးတွေဘက်ကိုမြတ်စွာဘုရားကလက်ပြီးတော့ခေါ်ပြန်တယ်တို့ကဘုရားကခွေးနဲ့နှမ်းပြီးဟောတယ်လို့ဒီလိုတော့မယူဆနဲ့နော် ပုံစံကတူနေလို့မြတ်စွာဘုရားကဟောတယ်။ဘယ်လိုဟောလဲ။ဧဝမေဝခောပိကဝေအတုတ္တဝါပုထုဇဏောရူပံဣဒံမမဣသောဟမတမိဣသောမိအတ္တတိတမနုပတ္တိဒီကဝေခြေတယံတို့ဧဝမေဝခောဤဥပမအတုတ္တလင်အတုတ္တဝါအာဂမတုတ္တအဓိကမတုတ္တဟုခေါ်ဆိုအပ်သောအကြအမြင်ဘုသုတ္တမရှိသောပုထုဇဏော ပရမတ္ထဉာဏ်ပညာမျက်စိကမ်း၍နေတဲ့အန္တပါလပုတ္တဇဉ်ငမိုက်သာတိဥပံယုတ်တရားကိုဣဒံဤယုတ်တရားဒီကမမငါရဲ့ယုတ်တရားဒီဣဒောဤယုတ်တရားဒီကဟမတမိငါဒီဣဒောဤယုတ်တရားဒီကမေငါဤအတ္တအတ္တဒီဣတိဤသောသာလျင်သမနုပတ္တိဇွလန်ခြင်းချင်းရှုခြင်းနည်း၍နေပေ၏ယောက်ျားမိမ့်မသာသမီး တတ်ဒီဖြင့်ခေါ်သုံးလုံးထအပ်တဲ့ယုတ်တရားအစုအပုံရှိတယ်ဆိုကြတော့အဲဒီယုတ်တရားအနက်ကတ်လိုက်ပြီဆိုလို့ရှိရင်ဘာဖြစ်လဲဒါကငါသားဒါကငါသမီးဒါကငါဇနီးဒါကငါမီးဒါကငါယောက်ျားတတ်ဒီဖြင့်အနန်းကိုသွားကတ်ဟုတ်တယ်လားမဟုတ်ဘူးလားသိမဖြေကြဘူးကြည့်ကြည့်လားဟုတ်တယ်လားမဟုတ်ဘူးလားကြည့်ဒီအကြီးလေးဒီမကြီးလေးကြည့်လားငါဟာငါဟာဆိုပြီးတော့အနံ့ကတ်နောက်တစ်ခုအင်းတော်ဟာမတ်သမီးငါပဲဆိုပြီးတော့လေ အနန္တအေသောမိအတ္တငါရဲ့အတ္တပဲဆိုပြီးတော့ဒီလိုအနန္တတချို့အဖို့အဖွားတွေပါပြောတယ်မလေးဖျားဒီမိလေးကတပည့်ရဲ့အသက်ပဲတဲ့ဒီမိလိုပဲသူ့ရဲ့အသက်လို့မပြောဘူးလားပြောနေအဲ့ဒါပါလေအေသောမိအတ္တဒါသူ့ရဲ့အသက်ကောင်လက်ရကောင်ဝိညာဉ်ကောင်အတ္တကောင်လို့စွမ်းလန်းချင်းချင်းပြီးတော့ယူဆပြီးပြောနေတဲ့အပြောပဲဒီတော့ယုံတရားနဲ့ကတ်ရင်လည်းငါဟာဆိုကတ်တယ်ငါလို့ကတ်တယ် ငါရဲ့အတ္တလို့ပြီးပြီးတော့ကတ်ဝေဒနာတင်ညာသင်္ခါရဝိညာဏဣဒ္ဓမမဣဒ္ဓဟမတမိဣဒ္ဓမိအတ္တတိသမနုပတ္တိဝေဒနာတင်ညာသင်္ခါရဝိညာဉ်ခေါ်တဲ့နံတရားတွေကြပြန်တော့လဲငါပဲငါဟာပဲငါပဲငါရဲ့အတ္တပဲလို့ပြီးပြီးတော့ကတ်တယ်ငါစိတ်ကသူများစိတ်နဲ့တူတာမဟုတ်ဘူးငါလောဘကသူများလောဘနဲ့တူတာမဟုတ်ဘူး။ငါဒေါသကသူများဒေါသနဲ့တူတာမဟုတ်ဘူး။ ်ငါမာနကသူများမာနနဲ့တူတာမဟုတ်ဘူးငါသရတရားကသူများသရတရားနဲ့တူတာမဟုတ်ဘူးငါစေရဏကသူများစေရဏနဲ့တူတာမဟုတ်ဘူးသတ်နေဖြစ်ဒီဝေဒနာတင်ညာသင်္ကာရဝิญဉ်ခေါ်တဲ့ဉာဏ်တရားတွေကိုလည်းငါဟာငါဟာဆိုပြီးတော့ပြင်းမကပ်ဘူးလားကတ်တယ်ငါလိုလဲကတ်တယ်ငါရဲ့အတ္တလိုပဲကတ်တယ်အဲဒီလိုစွန့်လန်းထင်မြင်ရှုသိနေတဲ့ပုဂ္ဂိုလ်ပါဖြစ်လေသောကိစ္စတိစေပြီးအိမေပိစုပါဒနဲ့ခန္ဓာဥပါကိစ္စတိ ဒိဋ္ဌိစေပြီဣမေပိစုပါဒနဲ့ခန္ဓာဥပတိခေတိနိဗ္ဗိဒိဋ္ဌိစေပြီဣမေပိစုပါဒနဲ့ခန္ဓာဥပနိဗ္ဗိဒတိနိဗ္ဗိဒတိစေပြီဣမေပိစုပါဒနဲ့ခန္ဓာဥပနိဗ္ဗိဒတိသောထောပရမဉာဏ်ပညာမျက်စိတန်ရွေ့နေတဲ့ပုဂ္ဂိုလ်သည်ပြေမိကိစ္စတိအကြွေသွားမူလိသွားညာအဣမေပိစုပါဒနဲ့ခန္ဓာဣဥပါဒနဲ့ခန္ဓာ၅ပါးယုံနာတရားတို့ကိုယ်တိုင်ဥပကိစ္စတိကပ်၍သွား၏ ဒီမိတ္တတိအကံ၍ရမုလိယညာအယိမေပိစုပါဒံတဲ့ခန္ဓာဤဥပါဒံတဲ့ခန္ဓာ၅ပါးယုံနာတရားတို့ကိုသာနေဥပဒိဋ္ဌတိကံ၍ရဤဒီမိနိတိတ္တိအကံ၍ထိုင်မူလိထညာအဤမေပိစုပါဒံတဲ့ခန္ဓာဤဥပါဒံတဲ့ခန္ဓာ၅ပါးယုံနာတရားတို့ကိုသာနေဥပနိတိတိကံ၍ထိုင်ဤဒီမိနိပိစတိအကံ၍အိမ်မူလိအညာအ ဤမေပိစုပါဒနဲ့ခန္ဓာဤဥပါဒနဲ့ခန္ဓာ၅ပါးယုံနံတရားတို့ကိုသားနဲ့ဥပနိပိစေတိကရွေဣဂွေဤဟုတ်တယ်မဟုတ်ဘူးလား။ဘာရင်လဲဒီဥပါဒနဲ့ခန္ဓာ၅ပါးအနတ်မှာကပ်ပြီးတော့သွားတယ်။ကြွရဲကြွရဲနဲ့မသွားဘူးလား။ဟာ။ရက်တော့လဲဒီဥပါဒနဲ့ခန္ဓာ၅ပါးအနတ်မှာပဲကပ်ပြီးတော့ရက်။ထိုင်တော့လဲဒီဥပါဒနဲ့ခန္ဓာ၅ပါးအနတ်မှာကပ်ပြီးတော့ပဲထိုင်။သူများလာထိုင်ရင်တော့ကြိုက်ကြလား။အိတ်တော့လဲဒီဥပါဒနဲ့ခန္ဓာ၅ပါးအနတ်မှာပဲကပ်ပြီးတော့မေ့ဘူးလား။ ိတ်နေတယ်။အဲဒီလိုအိတ်နေတဲ့ပုံကိုယ်တွေကဘယ်လိုဥတည်ခြင်းနဲ့အိတ်တယ်။ငါဟာဆိုတဲ့ရွေးခြင်းနဲ့အိတ်တယ်။ငါဆိုတဲ့ရွေးခြင်းနဲ့အိတ်တယ်။ငါရဲ့အတ္တပဲဆိုတဲ့ဒီအဆွဲအနှံ့နဲ့မေးဘူးလား။အိတ်။ငါဟာလို့ဆွဲနေတဲ့အဆွဲကတဏှာဆွဲ။ငါငါလို့ဆွဲနေတဲ့အဆွဲကမာနဆွဲ။ငါရဲ့အတ္တပဲလို့ဆွဲနေတဲ့အဆွဲကဒိဋ္ဌိဆွဲ။ ဒီအစွမ်းသုံးခုนี่ဘာကြောင့်ဖြစ်ပေါ်လာရတလဲလို့အခြေကအကြောင်းရင်းဆန်းစစ်ကြည့်လိုက်တော့ဘာဖြစ်လဲအဝိဇ္ဇာအဝိဇ္ဇာနိရဏတရားကပိဖုံးကာစီထားတယ်ဒါကယုတ်တရားအစုမုံပဲနန္တရားအစုပုံပဲလို့လည်းမသိဘူးအကြောင်းတရားအစုပုံယုတ်တရားအစုပုံပဲလို့လည်းမသိဘူးအနိစ္စတရားအစုပုံတွေပဲဒုက္ခတရားအစုပုံတွေပဲအနတ္တတရားအစုပုံတွေပဲလို့လည်းမသိဘူးမသိတဲ့အဲ့အတွက်ဘယ်လိုသိလဲ ယောက်ျားလို့သိတယ်မိန်းမလို့သိတယ်လူလို့သိတယ်နှစ်လို့သိတယ်သားလို့သိတယ်သမီးလို့သိတယ်ညီလို့သိတယ်အဲ့ဒီလိုအတိမှားနေတဲ့အဝိဇ္ဇာကပိန်ဖုံးထားတဲ့အတွက်ကြောင့်ဘဝတွေဒီဒီယောက်ျားမိန်းမပုဂ္ဂိုလ်တ attva အချင်းချင်းလူနာမြမအချင်းချင်းတို့နဲ့တို့တွေတတ်တတ်တဲ့တတ်တွေကိုဝပြီးမလားဟုတ်လားမိမိရဲ့ယုံနာတဏ္ဍအစဉ်လေးအပေါ်မှာလည်းကိုဝတွေတတ်တတ်မဲ့မှုတတ်တွေကိုဝလာတယ် သူတို့ဘာရဲ့ယုံနာအစင်မှာကလှမ်းပြီးတွေ့တာတတ်မဲ့မှုမရှိဘူးလားရှိတယ်တွေ့တာတတ်မဲ့မှုဓာတ်ကသိပြီပြင်းထန်လာပြီဆိုရင်တော့ဘာဖြစ်တတ်တယ်လဲကြောက်ဖို့တိတ်ကောင်းနည်းနည်းလေးဒီထဲမှာသာသမီတွေရှိတယ်ဒကာကြီးတွေလူမကြီးတွေရှိပါလိမ့်မယ်ဒီမှာလေဘုန်းကြီးမေကွန်လေးတခုတော့မေးကြည့်တယ်သူများသာသမီရဲ့ကိုသာသမီဘလို့ပို့ချစ်ကြကိုသာသမီကိုချစ်ဘုန်းကြီးကတော့သိမယုံမယုံတာဘုန်းကြီးအကြောင်းလေးတခုပြောလိုက်အောင်မယ် ဘုန်းကြီးအစဉ်နေစဉ်ခါတော့ကပေါ့ဒကာကြီးတယောက်နဲ့ဒကမကြီးတယောက်ရှိပါတယ်ဘုန်းကြီးတို့နေတဲ့ချမ်းရှင်ကျောင်းဒရဂါကြီးရဲ့ယောက်ခမဆိုကြပါစို့အဘိုးကြီးကအသက်90ကျော်သွားပြီအဘိုးကြီးကအသက်80ကျော်နေပြီအသက်90ကျော်တဲ့အချိန်ခါကျတော့အဘိုးကြီးကဒီနေ့ကျောင်းကျောင်းမှာလာပြီးဥပုသ်ဆောင်မယ်ကျောင်းမှာပဲအိတ်တော်မယ်ဆိုပြီးတော့အထုပ်ပိုးတွေနဲ့ရောက်လာတယ် ကိုယ်နိုင်လောက်ကြတော့တိလယူပြီးတဲ့အချိန်လောက်ရောက်တော့မိတွေကလိုက်လာတယ်အဖိုးအိမ်မှာအဖွားဟာအဖိုးကိုမမြင်လို့ငိုနေပြီတဲ့လာပြောတယ်အဲ့ဒါသူမြတ်သားသမီးနဲ့ကိုသားသမီးဘလို့ပေါ်ချင်စဉ်းစားကြည့်တာစဉ်းစားကြည့်ကိုသားသမီးနဲ့ကအနမ်းမှာရှိနေတာပဲသူ့မှာပြုစုနေတဲ့သမီးတယောက်အနမ်းမှာရှိတယ်အဲ့ဒါအဖိုးကြီးမမြင်လို့တဲ့ထိုင်းပြီးတော့ငိုနေကြအသက်60ကျော်နေပြီ80ကျော်နေကြပြီမမြင်ရရင်ငိုတော့မှရှိသေးတယ် အဲ့ဒါဘာဖြစ်လို့လဲဆိုတော့ဒီဥပါဒဏ်နဲ့ခန္ဓာ၅ပါးအနတ်မှကပ်ပြီးတော့သွားနေတယ်ကပ်ပြီးတော့ရက်နေတယ်ကပ်ပြီးတော့ထိုင်နေတယ်ကပ်ပြီးတော့အိပ်နေတယ်အဲ့ဒါနဲ့နည်းနည်းခွဲလိုက်ရပြီဆိုရင်ခွဲနိုင်တဲ့သွားရှိတာမရှိကြဘူးဒါကြောင့်မြတ်စွာဘုရားကဘာဟောလဲတတမဏိဟအဘိခဝိအဘိခဏံတကံစိတ်တံပစ္စဝခိတပံဤကရတ္တမိတံစိတ်တံတံဂိလိဋ္ဌံရောဂိနဒောတိနမောဟိနာတိ တိတတံဂိလေသာဘိက္ခဝေတတတံဂိလေသံတိစိတ္တဟောရဏတတဝိတုဇန္တိဘိက္ခဝေခြေတယံတို့တတ္တမထို့ကြောင့်ဤဟဤလောက၌ဒုံမေတင်ခြေတတို့သည်တင်ခြေတမိတို့သည်အဘိက္ခဏံမကြခဏမျက်မပြတကံစိတ်တံမိမိတို့ရဲ့စိတ်ကိုဣဒံစိတ်တံဤငါတို့ရဲ့စိတ်သည်ဒီဃရတံနိဉ္ဇန္တရာရှင်မြေသောအချိန်ကာလတို့ပါလုံးရာဂိနာရာဂကြောင့် ဒေါသီနာဒေါသကြောင့်မောဟိနာမောဟကြောင့်တံဂီလိထံတင်းဉဏ်၍နေရပေ၏ဟု၍မပိခဏံမကြခဏအမျက်မပြပစ္စဝဖိတပံဆင်းခြင်းသည့်ဆင်းခြင်းတတ်ပေ၏ဘိက္ခဝေခြင်းတယံတို့စိတ်ဓာတံဂီလေသစိတ်ဓာဉဏ်ဉဏ်ခြင်းကြောင့်တတ္တတ္တဝါတို့သည်တံဂီလိထံတင်းဉဏ်ဉာရကုန်၏သိတ္တဝဒါနစိတ်ချုပ်စင်တန်ရှင်ခြင်းကြောင့်တတ္တတ္တဝါတို့ဒီမိသုဇ္ဇံဒီစင်ကြရာကုန်၏ ဒါကြောင့်တင်ချေသားတို့တင်ချေသမီးတို့တထွေဟာမကြာခဏမိမိတို့ရဲ့စိတ်ကိုရှင်ញင်ပေးပါဘယ်လိုရှင်ញင်ရမလဲနေញင်တန်ត្រာရှင်မြင့်စွာတော့အချိန်ကာကာလတို့ဘာလို့ငါတို့ရဲ့စိတ်ဒီရာဂကြောင့်မြင်နှွမ်းနေရတယ်ဒေါသကြောင့်မြင်နှွမ်းနေရတယ်မောဟကြောင့်မြင်နှွမ်းနေရတယ်လို့ဒီလိုမကြာခဏရှင်ញင်ပေးပါဘာဖြစ်လို့လဲစိတ်တက်တယ်မြင်နှွမ်းရင်ဘယ်တော့ရ ်ညှိနှမ်းကြရတယ်ပင်ပန်းကြရတယ်ဆင်းရဲကြရတယ်တိတ်တည်းဖြူစင်တန်ရှင်းလာပြီဆိုရင်လည်းတော်ပါရဲ့စင်ကြဲတန်ရှင်းသွားတယ်ပြီးတော့စိတ်ဓာတ်စင်ကြဲတန်ရှင်းအောင်ပဲလေလို့ပါမယ်ဆိုတော့ပြီးတော့မှပြောပါပါဒီတော့စိတ်ဓာတ်ညင်နှောင်းရင်တော်ရည်ညင်နှောင်းရတဲ့ပုံစံတွေကိုတော့ခံများများလေးပြောဖို့ခွင့်ပြုရထားပါတယ်။ဘာဖြစ်လို့ဒီစိတ်ဓာတ်ညင်နှောင်းရင်တော်ရည်ညင်နှောင်းရသလဲ။ခုနကဥပမာကြည့်ပေါ့။အဝိဇ္ဇာနိရောဓနာတရားကပိတ်ဖုံးထားတယ်အမှန်မသိဘူး။ အတိမှနေအတိမှနေတဲ့တရားတွေဟာတွေ့တာဇာရှိရင်တွေ့တာမယ်မိမိနှစ်သက်ခွာရအယုံနေနဲ့တွားပြီးတွေ့ခဲ့ရင်တွေ့တာမှုတွေဖြစ်လာမယ်မနှစ်သက်ခွာရအယုံနေနဲ့တွေ့ခဲ့ရင်လည်းဒေါသတွေဖြစ်တော့အာယောနီတော့မနတိကာရကိုအခြေခံနေတဲ့အတိမှမှုအဝိဇ္ဇာကိုအခြေခံနေတဲ့အာယုန်တွေကိုနှီးမှန်လမ်းမှနှလုံးမသွင်းတတ်ဘူး အာယုတခုနဲ့ကြုံကြိုက်လိုက်တဲ့အချိန်ခါမှာဒီအာယုန်တွေဟာကိုယုတ္တရာအစုဘုံပဲနတ္တရာအစုဘုံပဲအကြောင်းတရားအစုဘုံပဲအကျိုးတရားအစုဘုံပဲအနိစ္စတရားအစုဘုံပဲဒုက္ခတရားအစုဘုံပဲအနတ္တတရားအစုဘုံပဲလို့ဒီလိုနှလုံးမသွင်းတတ်အဲ့ဒီလိုနှလုံးသွင်းတတ်ခဲ့မယ်ဆိုရင်ယောနီတော်မနတိကာရလို့ခေါ်ပါတယ်မိမှန်လမ်းမှနှလုံးသွင်းခြင်းပဲအဲ့ဒီလိုယောနီတော်မနတိကာရကိုရှင်းသော မပြုတ်မိပဲ သားပဲသမီးပဲယောက်ျားပဲမိမပဲပုဂ္ဂိုလ်သတ္တဝါလူနာဇမားပဲလို့ဒီလိုနှလုံးသွင်းမိမယ်ဆိုရင်တော့ဒီနှလုံးသွင်းမှုကမာနေတာမာနေတဲ့ဒီအတိမားမှုရှိနေလို့ရှိရင်အယောနိတော်မနိတိကာရရှိနေပြန်မယ်ဆိုရင်အကုသိုလ်တရားတွေဒီနောက်ကနေဇက်တိုက်ဖြစ်ပေါ်လာတတ်ပါတယ်အယောနိတော်မနိတိကာရကအခြေခံအကြောင်းရင်းဖြစ်နေတယ် အဲ့တော့ဒီအာယဏိတော်မနတိကာရအာဂုတ္တတရားတို့ရဲ့အခြေခံအကြောင်းရင်းဖြစ်တဲ့ဒီအာယဏိတော်မနတိကာရကဘာကြောင့်ဖြစ်တယ်လဲလို့ပြန်ပြောင်းပြီးဆက်စစ်ကြည့်လိုက်တော့လေအဝိဇ္ဇာနိရဏတရားကပိန်ဖုံခံရတာကအကြောင်းတစ်ခုတဏှာတိဟူသောတန်ရုံးစဉ်ကြောဖြင့်ရစ်ပနှောင်းဖွဲ့ခံရတာကအကြောင်းတစ်ခုအဲ့ဒီအကြောင်းနဲ့ရရှိလိုက်တဲ့ဒီတော်ရီရဲ့တဏ္ဍာမှာလည်းပဲမှာဘာဆွဲထားတယ်လဲတောင်ကြီးတစ်ခုဆွဲထားအဲ့ဒီတောက်ကိုတက္ကရာဒိဋ္ဌိလို့ဒီလိုသတ်မှတ်ထားတယ် သက္ကာယဒိဋ္ဌိဆိုတာကဒီသင်္ချာရှိနေတဲ့တန်တော့ကာယောသက္ကာယောအဲ့သင်္ချာရှိနေတဲ့ဥပါဒဏ်ရဲ့ခန္ဓာ၅ပါးကိုသက္ကာယလို့ခေါ်တယ်။အဲ့ဒီသက္ကာယအမြင်ရနေတဲ့ဥပါဒဏ်ရဲ့ခန္ဓာ၅ပါးအပေါ်၌ခံယူချက်မှားနေတဲ့ဒိဋ္ဌိတရားကိုသက္ကာယဒိဋ္ဌိလို့ခေါ်ပါတယ်။အဲ့တော့ဒီသက္ကာယဒိဋ္ဌိဆိုတဲ့တောင်ကြီးကလက်ဖက်မှာဆွတ်ထားတယ်ဆိုတာကဘာပြောတာလဲ။ဟိုအနကလိုက်လဲ။ငါပဲ။ ငါရဲ့အတ္တပဲဒီနာကလိုက်တော့လေငါရဲ့အတ္တပဲဟိုယုံနာအနံကလိုက်လေငါရဲ့အတ္တပဲဒီယုံနာအနံကလိုက်လေငါရဲ့အတ္တပဲအတ္တဆိုတာကယောက်ျားပဲမိန်းမပဲပုဂ္ဂိုလ်ပဲတ attva ပဲလူပဲနတ်ပဲဇမပဲစသည်ဖြင့်ဒီလိုခံယူချက်မှန်းနေတဲ့သဘောအသက်ကောင်လေးကြာကဝိညာဉ်ကအတ္တကောင်စသည်ဖြင့်ခံယူချက်မှန်းနေတဲ့သဘောပဲအဲ့ဒီခံယူချက်မှန်းနေတဲ့မေင္ကာယဒိဋ္ဌိအတ္တကြီးက11မှာဆွဲထားတယ်ခொနကပြောခဲ့တဲ့အတိုင်းပဲ ။ဒီယောက်ျားကညီယောက်ျားမဟုတ်ပါဘူးလို့ပြောရင်လက်ခံမှာမလား။လက်မခံ။လက်မခံတဲ့ပုဂ္ဂိုလ်လက်ဘက်မှာပါဆွဲထားလေ။တောင်ကြီးဆွဲထားတယ်။ဒီဒကမာကြီးကမင်းဒကမာကြီးမဟုတ်ပါဘူး။ဒကာကြီးရဲ့ဒကမာကြီးမဟုတ်ပါဘူးလို့ပြောရင်ကောသူလက်ခံမလား။လက်မခံ။ဘာဖြစ်လို့လဲ။သံဃာရတိတိလို့ခေါ်ဆိုအပ်တဲ့တောင်ကြီးတစ်ခုကလက်ဘက်မှာဆွဲထားတယ်။ဆွဲပြီးတော့တဏှာတိဟူသောတန်ရုံစဉ်ကျိုးကအမတန်ခိုင်ကအောင်ချီထားတယ်။ဘယ်မှာချီထားလဲ။ခန္ဓာ၅ပါးဆိုတဲ့တော့မဟုတ်ခန္ဓာ၅ပါးဆိုတဲ့တိုင်းတိုင်းမှာချီထားတယ်။ ထိထားခံရတဲ့ဤတော်ရီဟာသွားရင်လည်းဒီခန္ဓာ၅ပါးနာကပ်ပြီးတော့သွားတယ်။ရရင်လည်းဒီခန္ဓာ၅ပါးနာမှာပဲကပ်ပြီးတော့ရတယ်။ထိုင်ရင်လည်းဒီခန္ဓာ၅ပါးနာမှာပဲကပ်ပြီးတော့ထိုင်တယ်။အိတ်တော်လည်းဒီခန္ဓာ၅ပါးနာမှာပဲကပ်ပြီးတော့အိတ်နေတယ်။ယုံလို့တဲ့ဆန္ဒတက်ပြင်းပြပြရှိသလားမရှိကြဘူး။ဒီတော့ အဲ့ဒီလိုခန္ဓာ၅ပါးနဲ့မှကပ်ပြီးတော့သွားနေတဲ့ရက်နေတဲ့ထိုင်နေတဲ့အိပ်နေတဲ့ပုဂ္ဂိုလ်လက်ဘဲမှလည်းတောင်ကြီးဆွဲထားတယ်။ဇဏာတိဟူသောတန်ရောစဉ်ကျိုးကလည်းရစ်ပတ်ပြီးနှောက်ဖွဲ့ထားတယ်။အဲ့ဒီပုဂ္ဂိုလ်တွေဟာဘာနဲ့တူလဲ။ဘုနဲ့ကဥပမာပေးတယ်။ဒိုင်ငုတ်တိုင်းမှာခိုင်ခန့်တဲ့ကျိုးတစ်ချောင်းဖြင့်လက်ဘဲမှတောင်ဆွဲပြီးတော့ခွေးတစ်ကောင်ကိုချီထားတယ်နဲ့ပြေးပြီးတော့တူတယ်လို့ဒီလိုမြတ်စွာဘုရားကဥပမာပေးထားတယ်။ အဲ့ဒီစီရင်နေမှာခုတရားနာနေတဲ့ပြိဿတိပါဒရမပါဘူးလားမပါကြပါဘူးနဲ့သူလေမပါအောင်ကြိုးစားဖို့ကမကောင်းဘူးလားပါနေခဲ့သိကောင်းတယ်အဲ့ဒီလည်းမင်းမှာတောက်ဆွဲပြီးတော့တိုင်းတိုင်းမှာအချီခံနေရတဲ့ဘဝတွေကဘယ်လောက်များခဲ့လဲသိပြီးတော့များတယ်တက်ကြောင့်မြတ်စွာဘုရားကတရားအစမှာအနမတေကောယံဘိကဝေတန္တရောပုဗ္ဗကောတိနပညာယတိ ဝိဇာနိဝရဏနံတတနံတဏတံယောဇနနံတန္တဝါတံတန္တရတံဘိကဝေစိတယံတို့အယံတန္တရောဤခဏအရဏတတို့ဤအစမပြဖြစ်ရာအစဉ်အတန်းဟုခေါ်ဆိုအပ်သောတန္တရာတိအနမတေကောညာဖြင့်အစဉ်လျောက်ဖြစ်သောလည်းမတိယမတိနိုင်သောအစရှိပေ၏အဝိဇ္ဇာနိဝရဏနံအဝိဇ္ဇာနိဝရဏတရားတိပေဖုံကစီအကုန်တိဖြစ်၍ ဒနာတယောဇနနာဒနာတိဟုသောတယောဇဉ်ကျိုးကယပနောင်ဖွဲထာကုန်ဤဖြစ်၏သန္တာဝတံထုဘောမဤဘောဝဤဘောမထုဘောသို့ဒီကောင်မြန်မြန်ကြည်လီကျေစားပြေးသွား၍နေကြရကုန်သောသန္တရာတံတခုသောဘော၌လည်းပဲထခန့်ထခန့်ကြည်လီကျေစားပြေးသွား၍နေကြရကုန်သောတတနံတတဝါတို့ဤပုဗ္ဗကောတိသန္တရာဤရှေယဇွန်တိ ပုဗ္ဗံကောတိတန္တရာဣခေသုံးကိုနပညာယတိမတိကမတိနိုင်ပေအဝိဇ္ဇာနိဝရဏတရားပိတ်ဖုံးပြီးတော့တဏှာတိဟုသောနာယချင်းကျုပ်ပြီးရပ်နှုံးဖွဲ့ထားခံရတယ်လက်ကရဒိဋ္ဌိဆိုတဲ့တောက်ကြည့်တဲ့လက်ပင်အဆွဲခံထားရတဲ့ဒီတဘာတွေရဲ့မန္တရာခရင်ကိုပြန်ပြောင်းပြီးဆန်းစစ်ကြည့်လိုက်တော့ဉာဏ်ဖြင့်အစဉ်လျောက်ရဲ့လှမ်းပြီးကြည့်တယ်လို့ကြည့်မယ်ဆိုရင်ဆုံးနိုင်လားမဆုံးနိုင်ဘူးတိတ်ရှိတယ် ပင်ရှိတဲ့အတွက်ဒီအဝိဇ္ဇာနိဝရဏကိုမပယ်ဖြတ်နိုင်ဘူးဆိုရင်တဏှာတိဟုသောတန်ရောစဉ်ကျုပ်ကလည်းမပယ်ဖြတ်နိုင်ဘူးဆိုရင်သက္ကရာဒိဋ္ဌိဆိုတဲ့တောင်ကြီးကိုလည်းဆွဲပြီးတော့ဖြုတ်မချနိုင်ဘူးဆိုရင်နောက်ထပ်သန္တရာခီးကလည်းမရှင်းနိုင်ဘူးလားရှင်းနိုင်လေရှင်းနိုင်တဲ့အခါမှာဒီသန္တရာခီးသည်ဒီအဝိဇ္ဇာတဏှာသက္ကရာဒိဋ္ဌိခေါ်ဆိုအပ်တဲ့ဒီအကုသို့တရားတည်းရဲ့သွားဟုန်ကတိတ်ပြီးအကောင်းလာလို့ရှိရင်သုသန္တရာခီးသည်ကောင်းတဲ့သန္တရာခီးဖြစ်ခဲ့ အဘယ်လေးပါးဆိုတဲ့တန္တရာကြီးကတာမိမိကိုရှိကြိုနေမှာဖြစ်အဲဒီလိုရှိကြိုမှာဖြစ်တဲ့အတွက်ဒီလိုအဘယ်ဘေးဆိုကြီးမှလွတ်အောင်ကျွတ်အောင်ဩဘေးဆိုကြီးမှလွတ်အောင်ကျွတ်အောင်နာဘေးဆိုကြီးမှလွတ်အောင်ကျွတ်အောင်ဒေဘေးဆိုကြီးမှလွတ်အောင်ကျွတ်အောင်ယုံကံထွက်ဖို့ရန်အတွက်ရည်ရွယ်ပြီးတော့မြတ်စွာဘုရားကဘာဆုံးမှနေလဲသတ္တမတိဟဘေခဝေအဘိခဏတက္ကစိတ်တံပိစ္ဆဝတိတ္တပံ ဒီကရတမိတံစိတ်တံတိလိဋ္ဌရာကိနတောတိနမောဟိနာတိစိတ်တံတိလေသာဘိခဝေတတ္တံတိလိဋ္ဌံတိစိတ်တဟောရဏတတ္တဝိသုဇံတိဘိခဝေစိတ္တယံတို့တတ္တမထို့ကြောင့်ဤအီသာသနာတော်များအတွင်၌တုံမေသိစိတ္တတို့သည်သင်္ခေတမိတို့သည်တကံစိတ်တံမိမိတို့ရဲ့စိတ်ကိုဤတံစိတ်တံဤငါတို့ရဲ့စိတ်သည် ဒီကရတံနိမိတ္တရာရှင်မြင့်စွာသောအချိန်ကာလတို့ပလုံးဃာဂိနရာဂကြောင့်ဒေါသိနာဒေါသကြောင့်မောဟိနာမောဟကြောင့်တန်ကြီးလိမ့်ထန်တိညင်နွမ်း၍နေရပေ၏ဟု၍အပိန်ခဏံမကြခဏအမျက်မပြပစ္စဝေခိတပံရှင်ရင်တဲ့ရှင်ရင်တဲ့၍ဤအကြောင်းကိုဆိုရသောဘိခဝေရှင်သာယံတို့ဒိဋ္ဌတန်ကြီးလိမ့်သာစိတ်ဓာညင်နွမ်းခြင်းကြောင့်တတ္တတ္တဝါတို့သည်တန်ကြီးလိမ့်ထန်တိညင်နွမ်းကြရကုန်၏ ိတဝဒနာစိတ်ချုပ်စင်တန်ရှင်ခြင်းကြောင့်တတ္တတ္တဝတို့သိဝိသုဇ္ဇန္တိသင်္ကြာကြရကုန်၏စိတ်တတ္တိမြင်နှံခဲ့ရင်ဘုရားရေမြင်နှံကြတယ်စိတ်တတ္တိချုပ်စင်တန်ရှင်းခဲ့မယ်ဆိုရင်ဘုရားရေချုပ်စင်တန်ရှင်းပြီးတော့လာကြရတယ်ဒါကြောင့်ငါတို့ရဲ့စိတ်ဒီနေ့နေ့သာသနာရှင်မြေသောတော်ချင်းကာကလတို့ပါလုံးဒါကကြောင့်မြင်နှံနေရတယ်ဒေါသကြောင့်မြင်နှံနေရတယ်မောဟကြောင့်မြင်နှံနေရတယ်လို့ ဤလိုမကြခဏမိမိတို့ရဲ့စိတ်ကိုဆင်ခြင်တုံ့တက်ပေးပါမြတ်စွာဘုရားတိုက်တွန်းထား